ပရီးမီးယားလိပွဲစဉ်6မန်စီးတီးနဲ့ဘန်လီ မင်္ဂလာပါကုခင်းစတာဖုတ်ဘောရှိုးအနေကျူတွားရဲကျွန်တော်ကုခင်းပါပရီးမီးယားလိပွဲစဉ်6ရက်စနေည8နာရီခွဲမှာရှင်ပြန်ကစားမယ်မန်စီးတီးဘန်လီပွဲကြိုသုံးသပ်ချက်ကိုလုပ်ပေးသွားကြပါတယ်ကီးပွိုင်းစ်လေးအရင်ဆွဲထုတ်ကြည့်အောင်မန်စီးတီးကလမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာပြီလားကျွန်တော်တစ်ချက်ကြည့်ရမယ်လမ်းကြောင်းမှန်ပေါ်ပြန်ရောက်တာမရောက်တာတော့ကျွန်တော်မသိဘူးဒါပေမဲ့မန်စီးတီးရဲ့အခုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်၄ပွဲရဲ့စွမ်းဆောင်ရည်တွေကအတော်လေးအားရကျင်းနေစရာကောင်းခဲ့တာတော့အမှန်ပဲ1998တဲ့ပွဲကိုဂိုးပြတ်နိုင်ပွဲတစ်ပွဲရအောင် ဖော်ဆောင်တယ်ငါတို့တီတမက် ရမယ်ဆိုတော့เนาะခံယူချက်မျိုးနဲ့ကစားတဲ့ပွဲမျိုးတွေဆိုရင်အနေဆုံးရလက်မစိုးအောင်ကြိုးစားတယ်အဲ့တို့ကြောင့်ပက်ဂွာဒီယိုလာသည်နောက်ပွဲတွေထက်တပွဲချင်းစီကိုအာယုံစူးစိုက်မှုအပြည့်အဝရှိလာတယ်လို့ထင်ပါတယ်။ Guardiola is Guardiola. Guardiola is နော်နိပညာပိုင်းဘရင်ဆိုပေမဲ့လည်းဒီနိပညာပိုင်းဘရင်ကကိုယ့်ကိုနောက်ပိုင်းရာသီတွေမှာပြန်လဲတုံးသက်ဝေဖန်လာရတဲ့တူပါတယ်အထူးသဖြင့်ပြီးခဲ့တဲ့ဘောလုံးရာသီပေါ့သူ့ရဲ့တပည့်တွေအရင်လက်ဆောင်ထက်လာတယ်တခြားသောလူငယ်နိပြရဲ့လည်းတော်လာကြတယ်ပရီးမီးယားလိမှာငါကတော့ငါရဲ့အထအတိုင်းသွားမယ်ဆိုရင်ငါရဲ့တင်လား image ကြီးတစ်ခုလုံးပျက်စီးသွားနိုင်တယ်ဆိုတဲ့အတွေးခေါ်မျိုးဝင်လာတယ်နဲ့တူပါတယ်အဲ့တော့ကြောင့်ကျွန်တော်တို့တသက်နဲ့တကူမမြင်ခဲ့ဘူးတဲ့ only defense ပေါ့နော်ခန်းစစ်တီးတဲ့ကစားတဲ့ပုံစံမျိုး Arsenal နဲ့ပွဲမှာမြင်ခဲ့ရတယ်ကျွန်တော်ကတော့အားရတယ်ခန်းစစ်ကစားရတယ်ဆို ိုမဲ့ဗျာယူရချက်မရှိပဲတောင်ကန်မြောက်ကန်ဖြတ်ထုတ်နေတာမဟုတ်တကယ်ယူရချက်ရှိနေကစားခဲ့တာပါပပ်ကိုကျွန်တော်ပို့လို့တော့ impress ဖြစ်လာတယ် ကျတော့ပြောချင်တာလမ်းကြောင်းမှန်ပေါ့ရောက်အောင်ပက်ကွာဒီယိုလာသည်တပွဲချင်းသူအာယုံစိုက်ပြီးဖြည်းဖြည်းနဲ့မမှန်သွားနေတယ်နောက်ထပ်အားသာချက်တစ်ခုကသူ့မှာဖီအားမရှိဘူးဗျနောက်ကနေတောက်လျှောက်ကိုသိမလားအာမင်းနိုင်ပွဲရအောင်ရရမယ်နိုင်ပွဲမရရင်အတင်းရနေထုတ်ပယ်မယ်ဆိုတော့ပိုင်ရှင်မျိုးသူ့နောက်မှာရှိမနေဘူးအေးစေးပဲသူ့ဘာဘလို့ရလာမျိုးပဲဖြစ်ဖြစ်အေးစေးပဲအဲ့တော့ तू ကသူ့ခြေသူ့လက် သူ့စိတ်ကြိုက်အတင်းကိုကင်တွယ်မွမ်းမံစီမံနိုင်တယ်ဆိုတော့မက်ဆီဒီသည်အခုနောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာဂွာဒီယိုလာရဲ့စိတ်ထားပေါ့နော်လုံးဝမြင်နေရ တယ်ဒီပွဲပြီးလို့ချန်ပီယံလိကစားမယ်ဆိုရင်ပဲမိုနာကိုနဲ့ပဲတွေ့မှာပြက်တနာအရင်ရှိမနေဘူးပရီးမီးယားလိမှာတော့နှစ်ဖူးပုတ်ခေါင်းပုတ်ဂွာဒီယိုလာထက်ခံတော့မယ်လို့မထင်ဘူးဗျโอเคကျွန်တော်ဘန်လေးကို switch လိုက်အောင် ဘန်လီကြတော့ထင်တာတမျိုးတကယ်ဖြစ်နေတာတမျိုးကျွန်တော်ထင်တာကဗျာဗင်စစ်ကမ်ပဏီလက်ထက်ဘန်လီနဲ့စကော့ပါကာဘန်လီအဲ့လိုမျိုး changes ဖြစ်သွားမယ်လို့ထင်တာဘာကြောင့်လဲဆိုတော့ကစားသမားဘဝတုန်းကဒီကစားသမားနှစ်ယောက်ရဲ့ဟိုပေါ့နော် nature မတူဗျာကမ်ပဏီတို့ကြတော့ဟို scale ဘိုင်းပိုကောင်းတယ် player life မှာတည်းကဒါအပြင် Guardiola နဲ့လည်းလက်တွဲလုပ်ခဲ့ဘူးတဲ့အခြေအနေမျိုးတစ်ခုမှာ position ယူပြီးကစားတာအားတန်းတယ်လို့ modern ball လုံးလောက်ကနီးစနစ်တွေလည်းပို့ပြီးကျွမ်းကျင် ိုင်နိုင်တယ်အဲ့တော့ထားပါ तू ကခန်းစစ်ကစားသမားတယောက်ဆိုပေမဲ့အသင်းကိုဟိုတိုက်စစ်ကစားပုံကောင်းအောင်ပို့လုံးနိုင်တဲ့နီးပြတယောက်လို့ဘန်လီကိုကျွန်တော်အရင်ကရှုမြင်ထားခဲ့တယ်ဒါ Vincent Company လက်ထက်ဘန်လီကိုပြောတာဒါမဲ့ Scott Parker လက်ထက်ရောက်တဲ့အခါမှာလုံးဝမာကုံရှိပြီးတီးမယ်ဖြုတ်မယ်သိရမလားချစ်ချစ်လေးလေးနဲ့ Parker ကစားသမားဘဝတော့ပုံစံမျိုးတိဆောက်ပေးမယ်ထင်ထားတာဒါမဲ့ဘန်လီဒီအဲ့လောက်ထိ solid ဖြစ်မနေဘူးနော် ရော့နေတော့မဲ့သူတို့ခေါ်ထားတဲ့ကစားသမားတွေကိုကြည့်ကြည့်ခံစစ်ကောင်းတဲ့ကွင်းလယ်ကစားသမားတွေပါတယ်ကွင်းလယ်မှာဆိုရင်ဒါ Chelsea ကဥကူချူကူဒီနှစ်ရာသီတော်တော်ဘန်လီမှာခြေသွမ်းပြနေတယ်ကူလန်ဆိုရင်လည်းကောင်းတယ်ကျွန်တော်သဘောကျတယ်ဒါပေမဲ့ပြဿနာပါလဲဆိုတော့ခံစစ်တန်ဘန်လီရဲ့ခံစစ်တန်မှာ Astive ကလွဲပြီး Chelsea player တွေဒီယုံကြည်လို့မရတဲ့ ပလေယာမျိုးတွေ soft ဖြစ်တယ်ဗျာကစားပုံတွေကအဲ့တော့ကြောင့် Man City ရဲ့ EDM မှာဆိုရင် Burnley အနေနဲ့မြင်များစစမျော်လင့်ခွင့်ရှိမနေဘူးနောက်ထပ်အရေးကြီးဆုံးပိုင်းကဒီတစ်ပတ်ရှင်ပြိုင်ကစားမဲ့ EP ရဲ့ပွဲစဉ်6ထဲမှာဒီပွဲစီအကြောပေးမှုအပြင်းထန်ဆုံးပွဲပါ Okay အဲ့တော့ keyboards လေးလဲဆွေးနွေးပြီးဆိုတော့ ဒါအကျော်ပေးမှုပိုင်းကိုဆက်လက်မယ်လीနော်အကျော်ပေးမှုမှာမန်စီးတီးယားချန်ပီယံလိဂ်ကစားဖို့ရှိနေပါလျက်နဲ့တူးဒီတောင်ပေးထားပါတယ်ခင်ဗျာအဲ့တူးဒီပေးတဲ့အကြောင်းမရှိတာပေါ့နော်ဒါပေမဲ့မန်စီးတီးတကယ်ဂိုးသွင်းနိုင်ခြင်းရှိတဲ့အတွက်ကြောင့်တူးဒီပေးထားတာပါမန်စီးတီးရဲ့ twin ကိုအနည်းဆုံး2ဂိုးလောက်ရှိနိုင်တဲ့ပုံစံမျိုးပါပဲ တူတယ်ကိုနဲ့တစ်ချက်ပြန်ချိန်ကြည့်မယ်တူတယ်ကိုကသုံးလုံးတဝက်ရှုံးဆိုတော့လုံးဝ matching ကွက်တီဖြစ်တာပေါ့ဗျာ 2D ဖြစ်ပြီးထားပါတော့တူတယ်ကို 3D ဆိုရင်ဒါကြီးကတိတ်ရုပ်တိမတန်ဘူးတူတယ်ကိုအဲသုံးလုံးတဝက်ပြောရှင်ဝင်ရတယ်ဆိုရင်လည်းတိတ် matching မဖြစ်ဘူးအခုတူတယ်ကိုသုံးလုံးတဝက်ရှုံးတယ်တစ်ဖက်က 2D က လုံးဝကွက်တီပဲအရေးကြီးတဲ့အပိုင်းတစ်ပိုင်းကျွန်တော်မေ့နေလို့ဟာလန်ဟာလန်အရန်ကိုမိုက်နေတာဟာလန် is team လာကျွန်တော်တို့ alien ပဲဂျိုသားပဲလူသားတွေမလုပ်ပြနိုင်တဲ့အရာတွေလုပ်ပြရင်ဂျိုသားပဲဟာလန်အရန်ကောင်းနေတယ်ဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာ Man City ရဲ့ twin goal တွေအများကြီးမြင်ရဖို့ရှိရလို့ထင်တယ် မန်စီးတီတိုရယ်ကိုအိုဗာဇုံရွေးချယ်ပေးကြပါရခင်ဗျာကဲကျွန်တော်ဒီနေ့သင်ကြားရတဲ့ကိန်းနဲ့အချက်လက်တွေဆက်လက်ဆွေးနွေးကြရအောင်နောက်ဆုံး6ကြိမ်ထိတိုက်တွေ့ဆိုမှုမှာမန်စီးတီက6ကြိမ်လုံးနိုင်ထားတယ်ကဲဘရိုစဉ်းစားစဉ်းစားကြည့်တော့အဲ့ဒီ6ကြိမ်မှာဆိုရင်လည်းမန်စီးတီကဂိုးတွေတောက်လျှောက်ပြတ်ထားတယ်ကတ်နိုင်တဲ့ပွဲတပွဲမှအောင်မရှိခဲ့ဘူးကျွန်တော်တို့2024ပေါ့နော်ဒါ EPL မှာတွေ့တဲ့အချိန်ကာလတော့ 3-1နဲ့ EDM မှာနိုင်ခဲ့တယ်။နောက်3-0 6-0 2-0ဆိုတဲ့ရလတ်တွေနဲ့ကြီးပဲ။အနည်းဆုံးတော့2-0ဖြစ်တဲ့ ရလက်တွေနဲ့ပြီးနိုင်ထားတာအဲ့တော့ကြောင့်ဟတ်တူဟတ်မှာမန်စီးတီးကပြက်ပြက်တတကိုအသာကြီးရနေပါတယ်နောက်တစ်ပိုင်းမန်စီးတီးရဲ့ဒီယာဒီအိမ်ကွင်းရလက်တွေတော်တင်ဟော့စပါကိုသူတို့2-0နဲ့မထင်မှတ်ပဲရှုံးခဲ့တဲ့ပွဲကလွဲရင်ကျန်တဲ့ပွဲတွေမှာတောက်လျှောက်ရလက်တွေကောင်းထားတယ်မန်စီးတီးရဲ့အိမ်ကွင်းကစားအားကတော့နောက်ပိုင်းပွဲတွေတော်တော်လေးမိုက်လာပါတစ်ဖက်ကဘန်လီသင်းရဲ့အဝေးကွင်းရလက်တွေကြည့်မယ်ဆိုရင်တော့နှစ်ပွဲကစားထားတယ်နှစ်ပွဲလုံးရှုံးထားတယ်မန်ယူနိုက်တက်ကို3-2 Now Tonyos ပါကို3-0ကိန်းကနဲချက်လက်ရကျွန်တော်တိတ်ထွေတူတူကျွန်တော်ညီကိုတွေကိုရှင်းပြနေစရာမလိုဒီလောက်ဆိုအားလုံးလည်းသဘောပေါက်ပါပါဘန်လီအသင်းဒီမန်စီးတီးကိုကိန်းကနဲချက်လက်ရလုံးဝလုံးဝမရှင်နိုင်တဲ့အခြေအနေမျိုးမှာ ရှိနေပါတယ်ကဲနောက်ဆုံးမှကျွန်တော်တို့ viewer ပိုင်းချင်းကတ်မှုအနေနဲ့လောက်ရအောင်ဘန်လီမှာကစားကောင်းတဲ့ကစားသမားတွေပါတယ်ဒါပေမဲ့ဘောလုံးညံနေတယ်လက်စလီဂိုချူဂူရိုဆိုတာ physical strength အရင်ဖြစ်တယ်ဗျာ မမချာချာနဲ့တုံ့ပြန်ကစားနိုင်တယ်။မန်စီးတီးကိုကစားမယ်ဆိုရင်အဲ့လိုသွားစော့လို့မရအောင်ဖစ်စကယ်ကောင်းအောင်လည်းအဆင်မပြေဘူး။နှလုံးရည်ရောကောင်းဖို့လိုတယ်နော်။ဉာဏ်ရည်ရောကောင်းဖို့လိုတယ်။ချယ်ဆီတင်းကပက်ဂွာဒီယိုလာနဲ့ထိတိုက်တွေ့ခဲ့တဲ့ချန်ပီယံလိပွဲတွေရှိခဲ့ဖို့ပါတယ်။အဲ့တော့ချယ်ဆီကစားသမားတွေရဲ့နှလုံးရည်ကြီးတွေကကြောက်စရာကြီးတွေလေဗျာ။ဘန်လင်ကစားသမားတွေမှာအဲ့လိုမရှိဘူးဗျာအဓိကပြဿနာကအဲ့ဒါပဲအခုဘန်လင်နီးပြစကော့ပါကာအနေနဲ့ပရီးမီးယားလိအသင်းတော်တော်များများကြားထဲမှာမက်တာဖြစ်နေတဲ့ defensive deep block ကစားတယ်ပဲဆိုပါစေအောင်အဲ့ဒီ deep block ကိုကြော်ထွက်နိုင်မဲ့ positional rotation တွေအများကြီးပပ် Guardiola လုပ်နိုင်တယ်အဲ့ဒီ positional rotation တပေါက်မှာ Guardiola ကိုတွားရှုပ်လို့မရအောင် Guardiola သည် positional play ရဲ့လုံးဝဆက်ရကြတဲ့ god level ဘေးတပွေအဲ့ဒီ positional play ကိုတိုက်စစ်မာတယ်မဟုတ်ဘူးသူခံစစ်ကစားတဲ့အချိန်မှာလည်းအကောင်းဆုံးအဲ့ positional rotation တွေလုပ်နိုင်တယ်။တနည်းအားဖြင့်ကိုယ်စုံနဲ့ကိုကစားတဲ့ viewer အခင်းချင်းမှာကစားသမားတွေဒီ Guardiola နဲ့တသားတဲ့ကြာနေပါတယ်။ရောက်ရက်ခတ်မနေဘူး။ လိုအပ်တဲ့အချိန်မှာလိုအပ်တာကိုအကောင်းဆုံးလုပ်နိုင်ပြီးတော့သူတို့တွေရဲ့ movement တွေဒီကစားသမားတွေတယောက်နဲ့တယောက်ကြားထဲကနားလည်မှုအကောင်းခြင်းကိုပေါ်ပြနေ viewer ဘိုင်းက Scott Parker ဒီ Guardiola ကိုရှင်လို့ရတဲ့အကြောင်းမရှိဘူး။ Leo Yu နဲ့ ခံကစားပြီးဘောလုံးရရင် direct counter attack တွေနဲ့ကိုးရဖို့ပဲကြိုးစားပါလိမ့်မယ်။တိုးတော့ Guardiola ဒီအဲ့လိုပုံတံမျိုးတွေကိုဘောလုံးရသည်၈၀၀ဒီမှာတောက်လျှောက်ခံခဲ့ရပြီဗျ။သူ့အနေနဲ့တချို့တော့ကျွန်တော်တို့လက်လန်းမမီနိုင်တဲ့ plan မျိုးတွေရှိနေနိုင်တယ်။ကျွန်တော်ကတော့နောက်ဆုံးဆုံးသက်ရွေးချယ်ပေးချင်တာကလည်း Man City နဲ့ Tottenham ကို over ပဲဖြစ်ပါတယ်ခင်ဗျ။ Guardiola ပြိတ္တတွေလုတ်လိုက်အောင်